ဘုန်းကြီးတို့တွေဘာပေါ်မှာဆွဲလန်းနေတယ်လဲဆိုတာအထိလူတွေဟာကိုယ့်ကိုငါလို့ထင်နေတာဘယ်ဟာကိုထင်တာတော့ဆိုကိုယ်တဏ္ဍမရှိတဲ့ယုံနဲ့နံကိုပဲငါလို့ပြောငါဟာလို့တွေ့တာတာလဲဘာကိုတွေ့တာတာတော့ဆိုကိုယ်တဏ္ဍမရှိတဲ့ယုံနဲ့နံကိုတွေ့တာနေအဲ့ဒီယုံနဲ့နံကိုတွေ့တာတာဘယ်သူ့ချက်တွေ့တာတာဘယ်သူနဲ့တွေ့တာတာတော့ဆိုလို့ရှိရင် ဒိဋ္ဌိနဲ့တဏှာလို့ဆိုတဲ့ဥပါဒဏ်ကြောင့်တက်တာဒိဋ္ဌိကဘယ်လိုမြင်တယ်လဲဆိုရင်ငါလို့မြင်တယ်တဏှာကငါဟာလို့မြင်တယ်တကယ်လဲလူတွေဟာဒီလိုငါငါဟာဆိုတဲ့အတွေးနဲ့ဘဝတစ်ခုရှင်သန်နေကြတာဒိဋ္ဌိဆိုတဲ့မှားရွင်းတဲ့အမြင်တဏှာဆိုတဲ့မှားရွင်းတဲ့အတွေးတွေနဲ့ လူတွေဟာခန္ဓာ၅ပါးပေါ်မှာငါရဲ့ငါဟာရဲ့လို့ဆိုတွေးနေအဲ့ဒီတွေးတဲ့ခန္ဓာ၅ပါးတွေအာယုန်တွေဆိုတာအတိတ်ကဟာလဲဒီတိုင်းတွေးတာပဲအနာဂတ်ကိုလည်းဒီတိုင်းတွေးတာပဲလက်ရှိပစ္စုပန်ဘဝမှာလည်းဒီတိုင်းတွေးတာပဲအဲ့ဒီခန္ဓာ၅ပါးပေါ်မှာတဏဆိုတဲ့အတွေးရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့ဒီနှစ်ခုကိုလွတ်လိုက်ဆွဲလန်းမထားနိုင်လို့ဒီလိုဆိုလိုတာမြတ်စွာဘုရားဒီပေါ်မှာ ငါလို့လည်းမထင်နဲ့ငါဟာလို့လည်းမထင်နဲ့ယုတ်တရားဟာယုတ်တရားတက်တက်မြလာဖြစ်တယ်။ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူး။ဒါကြောင့်မို့ဒီနှစ်ခုကိုလွတ်ထားလိုက်လို့ဝိပဿနာဉာဏ်ဖြစ်အောင်မြတ်စွာဘုရားရှင်းပြီးတော့ပြောတာ။ဝိပဿနာဉာဏ်နဲ့ပြောတာ။နည်းငယ်ချက်ပြောမယ်ဆိုလို့ရှိရင်ခွန်ကြီးတို့တွေရဲ့ခန္ဓာကိုယ်မှာရှိတာကိုလူတွေကအလုံးဟာတရားဝါလို့ထင်နေကြတာ။ တရဝါလို့ထင်းနေတာကိုတည်တည်ချာချာအလေးနဲ့ထားကြည့်ရင်နော်ဒီတရဝါငါဆိုတာဘာကိုခေါ်တာလဲလို့ကိုယ့်ကိုယ်မေးကြည့်လိုက်လို့ရှင်ငါဆိုတာရှာတွေ့မှာမဟုတ်ဘူးငါဆိုတာခေါင်းကိုခေါ်တာလားလက်ကိုခေါ်တာလားခြေကိုခေါ်တာလားခန္ဓာကိုယ်တခြားစိတ်ပိုင်းတွေကိုခေါ်တာလားစိတ်ကိုခေါ်တာလားလို့မေးလိုက်လို့ရှင်ငါဆိုတာရှာတွေ့မှာမဟုတ်ဘူးနော် ကဲစဉ်းစားကြည့်တိပင်းတပင်ကိုစဉ်းစားကြည့်တိပင်းလို့ခေါ်နေတဲ့အရာတခုဟာတိပင်းဘယ်မှာလဲလို့မေးလိုက်မယ်ဆိုလို့ရှိရင်သူပြောတဲ့အရာတွေကတိပင်းမဟုတ်ဘူးသူ့ကိုတစ်ခုစီ စိတ်ခွဲပြီးတော့စိတ်ဖြာပြီးတော့မေးကြည့်အမြင့်ကတိပင်းလားလို့ဆိုတော့မဟုတ်ဘူးအမြင့်ကအမြင့်ပဲလေဒါဖြင့်ပင်စီကတိပင်းလားလို့ဆိုတော့မဟုတ်ဘူးပင်စီကလည်းပင်စီပဲ အကိုင်းကအမြင့်လားလို့ဆိုအကိုင်းကလည်းအကိုင်းပဲအခက်ကအမြင့်လားဆိုအခက်ကလည်းအခက်ပဲသူ့နာမည်နဲ့သူရှိတယ်တိရွက်ကအရွက်ကအပင်လားလို့ဆိုအရွက်လည်းအပင်မဟုတ်ဘူးအပွင့်ကအပင်လားဆိုလည်းအပွင့်ကအပွင့်ပဲအပင်မဟုတ်ဘူးတပင်မဟုတ်ဘူးအတီးကအပင်လားလို့မေးလို့ရှိရင်အတီးကလည်းအတီးပဲလို့ဆိုတခုစီတခုစီကင်မေးလိုက်လို့ရှိရင်တပင်ဆိုတာခေါ်စရာမှမရှိတော့ ဒီလိုဆိုလို့လားเนาะခန္ဓာကိုယ်မှာလည်းပဲထိုးတူပဲကြည့်လိုက်ကိုယ်ခန္ဓာကိုယ်မှာသံမှန်အားဖြင့်တွေးကြည့်လိုက်ရင်ဘယ်လိုမြင်ရမှာတုံးဆိုခန္ဓာကိုယ်ထဲမှာပျော့ပျော့မာမာအတုံးခဲတွေကိုတပုံအရေးတွေကိုတပုံအပူအအေးကိုတပုံလေးကိုတပုံခွဲထားလိုက်လို့ရှင်ပထဝီအာဘောတေဇောဝါယောဆိုဒီတကြည့်လေးပါပဲရှိတာ ဘလောက်ထီအောင်ပျောက်အောင်ရှူရတယ်လို့ဆိုတော့မြတ်စွာဘုရားကမဟာတတိပဋ္ဌာနတုတ်မှာဟောထားတဲ့အတိုင်းနွားသားတမားတယောက်ဟာနွားကိုတတ်ပြီးတော့ဖြတ်နေတဲ့အချိန်မှာ သူ့စိတ်ထဲမှာငါနွားကိုတတ်တယ်နွားကို ဖြတ်နေတယ်လို့စိတ်ထဲမှာမရှိဘူးလားနွားကောင်ကြီးသူမြင်နေတော့မယ်အဲ့ဒီအချိန်ထီအောင်နော်အေးဟုတ်ပြီနွားကိုတတ်ပြီးလို့အသားတစ်ချားအယိုးတစ်ချားအရေတစ်ချားခွဲပြီး ပုံပြီးတော့ဆိုင်ပို့ပြီးတော့ရောင်းပြီးဆိုတဲ့အချိန်မှာနွားဆိုတဲ့အမှတ်တင်ညာသူ့မှာရှိသေးလားအမဲသားလို့ပဲသူထင်တော့တာအသားလို့ပဲထင်တော့တာနွားဆိုတာမရှိတော့ဘူးအဲ့ချိန်နော်သူ့စိတ်ထဲမှာနွားပြောက်သွားပြီခုနကတတ်နေတုန်းကလည်းနွားပဲဖြတ်နေတုန်းကလည်းနွားပဲအကောင်ကုန်တစ်ခုစီတစ်ခုစီခွဲပြစ်လိုက်တဲ့အခါကျတော့နွားပြောက်သွားနွားဆိုတဲ့အမှတ်တင်ညာပြောက်သွားပြောက်သွားတဲ့အခါအသားဆိုတဲ့အမှတ်တင်ညာတစ်ခုပဲရှိတယ် အဲ့ဒါမျိုးလိုပဲလူခန္ဓာကိုအသေးစိတ်အသိဉာဏ်နဲ့ခွဲကြည့်လိုက်တဲ့အခါအရေးဖတ်တဲ့အရေးဒီအပြော့အမာအတုံးခဲတွေက ပထဝီနော်ဒီတဘာဝတွေစုထားတာပထဝီရိုစီးတဲ့သဘောအရေးသဘောတွေက အာဘောပူမှုအေးမှုသဘောတွေကဒေဇောနဲ့လေသဘောတွေကဝါယောလို့ဆိုတာဒီလိုလေးမျိုးပုံလိုက်တာနဲ့တပြိုင်နက်ငါတို့ဆိုတာပျောက်သွားရော အတုံးခဲတွေကငါလားလို့ဆိုမဟုတ်ဘူးအရေကငါလားဆိုလည်းမဟုတ်တော့ဘူးနော်လူဆိုတာတုံးခဲလားအရေလားအပူအေးလားလေလားလို့ပြောလိုက်ရင်တခုမှလူဆိုတာရှာလုံးတွေ့ဘူးအဲ့ဒီလူဖြစ်တည်တိုင်အောင်မှားယွင်းနေတဲ့အတွေးတွေမှားယွင်းနေတဲ့အထင်တွေကိုနာမရူပပြိစေရာညာလို့ဆိုတဲ့ယုံ nant ကိုအသေးစိတ်ခွဲခြားကြည့်ခြင်းအဖြစ် ဒီအတွေးတွေကိုဖြောက်ပါလို့ရသော်ဗျာဆိုဆွလန်းမှုတဏ္ဍာရီကိုပယ်လိုက်ပါမာရင်းတဲ့ဒိဋ္ဌိကိုပယ်လိုက်ပါလို့ဒီလိုပြောတာနော်ခုနတုန်းကနွားဆိုတဲ့အထင်ကြီးကပျောက်သွားတယ်မဟုတ်လားကားဆိုတာလည်းကြည့်လိမ့်မင်းဘာစီလာတော့ဆိုကားနဲ့လာတယ်ဟုတ်ပြီကားဆိုတာဘိန်းကိုခေါ်တာလားလို့မေးရင်ဘယ်ဟုတ်မလဲဘိန်းကဘိန်းပဲဘောဓိခေါ်တာလားဆိုရင်ဘောဓိကလည်းဘောဓိပဲလေ အင်ဂျင်ကိုခေါ်ရလားဆိုတော့အင်ဂျင်ကလည်းအင်ဂျင်ပဲ။ဟောတခုစီသာဖြုတ်ထားလိုက်ကားရှာတွေ့သေးလား။မတွေ့ဘူးတွေ့မှာဘိန်းတို့အင်ဂျင်တို့ဘော်ဒီတို့ဒါပဲတွေ့မှာပဲ။အဲဒီတော့အခုလိုပဲခွဲချမ်းစိတ်ဖြာပြီးတော့ကြည့်လိုက်တဲ့အခါမှာအတုံးခဲတွေပျောက်သွားပြီးတော့ကိုထင်တဲ့မှတ်တင်ညာတွေဟာတခုမှမဟုတ်ဘူးဆိုတာလွဲမှားနေတယ်ဆိုတာထင်ရှားသွားတယ်ပေါ့။ကားဆိုတာလည်းရှားမတွေ့ဘူး။ လူဆိုတာလည်းရှာမတွေ့တော့ဘူးတစ်ပင်ဆိုတာလည်းရှာမတွေ့တော့ဘူးတကယ်တော့တဘာဝတရားတွေစုပေါင်းနေလို့ဖြစ်သွားတဲ့အရာသာဖြစ်တယ်လူတွေရဲ့စိတ်ထဲမှာအထင်အမြင်များသာဖြစ်တယ်ဆိုတဲ့အခြေအနေကမထင်ရှားဘူးလားအေးအဲ့ဒါလို့အထင်အမြင်ပေါ်ရောက်လာပြီဆိုလို့ရှိရင်ဒါကလူပဲဒါကယောက်ျားပဲဒါကမိန်းမပဲ ਨੇ ထင်းလာထင်းလာတဲ့အခါကျတော့ဘာဖြစ်တော့လှတယ်မလှဘူး ਨੇ ဟော အတွေးတွေဝင်လာတယ်ဝင်လာရင်လှတယ်ဆိုရင်ရာဂဖြစ်တယ်မလှဘူးဆိုရင်ဒေါသဖြစ်တယ်ဟောဒီလိုဖြစ်လာအဲ့ဒါလို့အကုသိုလ်တရားတွေဟာဇက်တိုက်တိုးပွားလာအခုလို့မရှိဘဲနဲ့ဥက္ကတိနာကိုမြတ်စွာဘုရားဟောတဲ့အခါမုံစပုပုရိအတိတ်ကခန္ဓာတွေဟာလည်းဒီတိုင်းပဲလို့ဆိုပြီးတော့ငင်တွဲမနေနဲ့လှထားလိုက်တွေ့တဲ့ တဏှာကိုဖယ်ရှားလိုက်ထင်းမြင်မှားရဲစွာထင်းနေတဲ့ဒိဋ္ဌိကိုဖယ်လိုက်လို့ဒီလိုဆုံးလို့တာမုံစဆိုပုရိမုံစအတိတ်ကအာယုံခန္ဓာတွေပေါ်မှာလဲတွေ့တာမှုတွေကိုလွတ်ပလိုက်မုံစပစ္ဆတော်နောင်လာမဲ့ခန္ဓာတွေကလဲဒီတိုင်းပဲအဲ့ဒီပေါ်မှာလဲတွေ့တာမှုတွေမထားနဲ့လွတ်ပြလိုက်မုံစမစ်စီအခုအလေလို့ပြောရမယ့် ခုလက်ရှိဘဝဟာလည်းဒီတိုင်းပဲဒီပေါ်မှာလည်းတွေ့မထားနဲ့တွေ့မထားမှဘဝတ္တပါရကုခန္ဓာဆိုတဲ့ဘဝကြီးရဲ့ခုဘက်ကမ်းလို့ဆိုတာနိဗ္ဗာန်ကိုဆိုလိုတာပေါ့ဒီဘက်ကမ်းမှာရှိနေလို့ရှင်အိုခြင်းနာခြင်းသေခြင်းဆိုတာဘယ်သူမှမလွတ်နိုင်ဘူးတဲ့အိုခြင်းနာခြင်းသေခြင်းရဲ့ခင်ရခုဘက်ကမ်းကိုရောက်ဖို့လိုတယ်တပ္ပထဝိမုဒ္ဒမာနတောတဲ့ အတိတ်ကိုလည်းမတွယ်နဲ့အနာဂတ်ကိုလည်းမတွယ်နဲ့ပစ္စုပန်ကိုလည်းမတွယ်နဲ့ဘယ်ခန္ဓာကိုမှမတွယ်ပဲနဲ့အမှန်သိတဲ့နာမရူပပြိစေရညာအကြောင်းတရားကိုသိတဲ့ပစ္စယပြိခာညာဖြစ်မှုပြမှုတွေကို သိတဲ့ဥရိယပြညာကအစဝိပဿနာဉာဏ်နဲ့အဆက်ဆက်တက်သွားလို့ရှိရင်နောက်ဆုံးဝိပဿနာဉာဏ်နဲ့ရင့်တန်သွားလို့မညံဖုံညာဆိုတာရလိုက်တာနဲ့တပြိုင်နက်တပ္ပထဝိမု ക്ത မာနသော လွတ်သွားမယ်စိတ်ဓာတ်လေးဟာအတွေ့အတာတွေကလည်းဝလွတ်သွားမယ်ဒီလိုဆိုတာပေါ့နော်ဒါကမြတ်စွာဘုရားဟောတာအနတ္တလက္ခဏာသုံးပါဟောတဲ့အတိုင်းပါပဲ။